မြန်မာပြည်သူတွေကြားမှာဂုဏ်ယူရအောင်ထပ်မံလုပ်ပေးခဲ့တဲ့မြန်မာစပတ်အောင်အောင်လာအစံပြည်သူတွေအားလုံးပဲမင်္ဂလာပါအောင်လာအစံဟာဆိုရင်တော့ကချင်လူမျိုးတစ်ယောက်ဖြစ်ပြီး MMA ပွဲတွေမှာမြန်မာကိုစားပြုအနေနဲ့ရှင်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်အောင်လာအစံကိုတော့မြန်မာပြည်မှာကလေးကအစတိကြတာဖြစ်ပါတယ်အောင်လာဟာဆိုရင်အမြဲတမ်းမြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာတွေကိုဖန်တီးပေးသူတစ်ယောက်ဖြစ်ပါတယ်အောင်လာကအရန်ကိုစူးစမ်းသူတယောက်ဖြစ်ပြီးတော့သူထိုးတက်ခဲ့တဲ့ပွဲစဉ်တော်တော်များများမှာလည်းအနိုင်ရရှိခဲ့တာကြီးပဲဖြစ်ပါတယ် အောင်လဟာလွန်ခဲ့တဲ့ပွဲစဉ်တွေမှာတော့အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးအကောင်းဆုံးပြန်လည်ကြိုးစားခဲ့တာဖြစ်ပါတယ်။ကြိုးစားမှုတွေနဲ့ပြန်လာခဲ့တဲ့အောင်လတယောက်ပွဲမစခင်မှာဆွီတင်ဖိုက်တာကိုတုံးချီနဲ့အနိုင်ပိုင်မယ်လို့ကြုံဝါခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ကြုံဝါချက်အတိုင်းဂရိတီစွာပဲအောင်လတယောက်ဆွီတင်ဖိုက်တာကိုတုံးချီနဲ့အနိုင်ပိုင်ပြီးမြန်မာနိုင်ငံသားတွေအတွက်ဂုဏ်ယူစရာတွေကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ ။အောင်လိုင်းရဲ့ပရိသတ်တွေကတော့ဒီပွဲကိုအောင်လိုင်းရဲ့နောက်ဆုံးပွဲမဖြစ်စေချင်ပေနောက်ထပ်ပွဲစဉ်တွေကိုဆက်လက်ရှင်ပြိုင်စေချင်နေကြတာဖြစ်ပါတယ်။အောင်လိုင်းရဲ့ပွဲကိုဘရိုနီကလည်းလာရောက်အားပေးခဲ့ကြတာဖြစ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတော်တော်များများလေးအားပေးခဲ့ကြတာဖြစ်ပါတယ်။အလားရဲ့ MMA ပွဲကိုတော့ဘန်ကောက်မြို့ကလမ်ပင်းစတေဒီယံမှာကျင်းပခဲ့တာဖြစ်ပြီးသူ့ရဲ့နောက်ဆုံးပွဲစဉ်ကိုပရိသတ်တွေတခဲနဲ့အားပေးခဲ့ကြတာဖြစ်ပါတယ်။အောင်လာဟာဒီပွဲပြီးရင်အနားယူတော်မှာဖြစ်ပြီးတော့ သူအနားမယူခင်မှာ Sweden Fighter ကိုအနိုင်ပိုင်းခဲ့ပြီးမြန်မာနိုင်ငံသားတွေအတွက်ဂုဏ်ယူစရာဖြစ်စေခဲ့တာဖြစ်ပါတယ်။အလားကိုရင်ကလည်းအခုလိုမျိုးအနိုင်ရရှိရတဲ့အတွက်အယံကိုပြောရွှင်နေရဖြစ်ပါတယ်။သူ့ကိုအပိကြားတဲ့ပြိသက်တွေရှိလို့သာဒီလိုအခြေအနေထိရောက်ရှိလာကြောင်းကိုလည်းဖွင့်ဟဝန်ခံလာခဲ့ပါတယ်။အလားကတော့သူ့ရဲ့ MMB ပွဲစဉ်တခြားမှာဂုံယူစရာတွေကြီးဖန်တီးပေးခဲ့ရဖြစ်ပါတယ်။အလားအစံကတော့လေးပြူနဲ့အတူတူပွဲထွက်ခွင့်ရခဲ့တာကြောင့်ဂုံယူချောင်းကိုလည်းပြောပြလာခဲ့ပါတယ်။ လေးဖြူကုန်ငယ်စဉ်ကလေးကတိုင်နှစ်တက်ခဲတာဖြစ်ပြီးတော့သူ့ပွဲမှာလေးဖြူတချင်းလာဆိုပြီးတည်ခြင်းနဲ့လို့တငယ်ချင်းကိုပြောခဲ့ဘူးကြောင့်ပြောလာခဲ့ပါ යි သူဆန္ဒအတိုင်းလေးဖြူတချင်းလာဆိုတဲ့အတွက်လေဝမ်းသာပီတိဖြစ်ကြောင်းပြောလာခဲ့ပါ යි လေးဖြူကိုမကောင်းပြောကြသူတွေရှိပေမဲ့လေးဖြူကစိတ်ထားအရန်ကောင်းသူဖြစ်ပြီးလေးဖြူရဲ့အမှုပညာကြီးကိုလေးဖြူရဲ့အမှုပညာကိုလေးစားပေးဖို့လည်းပြောပြလာခဲ့ပါ යි သူရဲ့တသက်တာမှာအခုလုံးလေးဖြူနဲ့အတူပွဲထွက်ခွင့်ရတာရော့ သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာလီးဖြူကဂုံဖြူတချင်တီးဆိုပြီးတာကိုရောအမှန်အရဆုံးမှဆိုပြီးပြောလာခဲ့ပါ යි သူ့ရဲ့ပညာတွေကိုနောက်လာမယ့်မျိုးဆက်သစ်တွေအတွက်လက်ဆင့်ကမ်းသွားမှာဖြစ်ပြီးတော့မျိုးဆက်သစ်တွေကိုလည်း MMA ပြန်ပွဲတွေမှာပါဝင်သေးခြင်းနဲ့အကြောင်းပြောလာခဲ့ပါတယ်။ပေါင်လာကတော့ Sweden Fighter ကိုအနိုင်ပိုင်းခဲ့ပြီး1ကနေအနိုင်ယူတော့မှာပဲဖြစ်ပါတယ်။အခုလိုအနိုင်ယူမဲ့နောက်ဆုံးပွဲစဉ်မှာအနိုင်ရရှိခဲ့တဲ့အတွက်လေ Online ရဲ့ပရိသတ်တွေကဂုံယူဝမ်းသာနေကြတာဖြစ်ပါတယ်။ အောင်လာကတော့အခုချိန်မှာအောင်လာကတော့အခုချိန်သူ့မှာဝမ်းသာမှုတွေသာရှိကြောင်းလည်းဆိုလာခဲ့ပါတယ်။စွီဒင်ဖိုက်တာကလည်းအောင်လာရဲ့တိုက်ခိုက်မှုအောက်မှာမရှုမလရှုံးနေကြတာဖြစ်ပြီးတော့အောင်လာလည်းလွယ်လွယ်နဲ့အနိုင်ရခဲ့တာမျိုးတော့မဟုတ်တာဖြစ်ပါတယ်။ဝမ်းကနေအနားယူပြီးတော့နောက်ထပ်ကလပ်တွေနဲ့စာချုပ်ချုပ်ထားတာမျိုးလည်းမရှိသေးသလို ထပ်ပြိုင်ဖြစ်ဖို့လည်းမသေးကြသေးတာဖြစ်ပါဒါပေမဲ့လည်းနောက်တက်မဲ့လူငယ်တွေအတွက်တော့သူရဲ့ပညာတွေကိုမျှဝေပေးသွားမယ့်အကြောင်းအသိပေးလာခဲ့ပါတယ်။တချို့ကလည်းအောင်လာဟာအသက်အရွယ်တခုရောက်လာလို့ MMA လောကကနေအနားယူတာဖြစ်တယ်လို့ပြောကြပြီးမိတ်တချို့ကတော့အောင်လာကိုအသက်ကြီးလာပြီလို့ပြောရင်မကြိုက်တာဖြစ်ပါတယ်။ပရိသတ်တွေလည်းအောင်လာကိုနောက်ထပ်ပွဲစဉ်တွေမှာဆက်လက်ရှင်ပြိုင်စီကျင်သေးလားဆိုတာကိုပြောသွားပြီးခဲ့ကြပါအောင်ရှင်။